ါလီစောပါဒီကနေ့မက်ရှလာ22ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်မြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ခဲ့ယောဂဝေဒနာကိုပြင်းထန်စွာခံစားနေရတဲ့ရခိုင်ကလေးငယ်အတွက်စေကူတာစီရဲ့အလူငွေကျပ်သိန်း2000လောက်ရရှိရဲဆိုတဲ့သတင်းကြောက်ဖြူနန်းဖဲတောင်ကြေးရွာအနီးစစ်ကောင်စီစစ်ကြောင်းနဲ့အေအေတို့ထိတွေ့တိုက်ပွဲဖြစ်ပွားနေရတဲ့ဆိုတဲ့သတင်းနဲ့ စစ်ကောင်စီထိန်းချုပ်ထားစဲရခိုင်ကမျိုးနယ်၃ခုမှာတကြံပွဲတော်ကိုကျင်းပဖို့အတွက်စစ်ကောင်စီပြင်ဆင်နေတာဟာဟန်ပြသဘောထားဖြစ်တဲ့ဆိုတော့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ကရန်ကင်ကလေးဆေးရုံကြီးမှာကြောက်ကဝေဒနာကိုပြင်းထန်စွာခံစားနေရလို့စေကူတာနေရတဲ့ရခိုင်ကကလေးငယ်အတွက်စေကူတာစီအလှူငွေ7,000လောက်ရရှိနေပြီဖြစ်တယ်လို့ ကုညီဆောင်ရွက်ပေးနေသူတွေကပြောဆိုပါတယ်ဒီကလေးငယ်ကိုမြင်မိတဲ့အချိန်မှာအရန်ကိုကြေကွေးရတဲ့အတွက်ကြောင့်အလူငယ်တွေလှူဒန်းခဲ့တာဖြစ်တယ်လို့လဲစီလွန်ခရောင်းနဲ့ရှိတဲ့ကဲမေလူငယ်ပရာဟိတအသင်းတီထောင်သူမာစုမြတ်လိုင်ကပြောဆိုပါတယ်အဲ့ဒီကလေးငယ်ကိုအိန္ဒိယနိုင်ငံမှာကြောက်ကက်အစ်စ်အစားထိုးကုသဖို့စီစဉ်နေပြီးကုန်ကျစရိတ် American Dollar 3000ကျော်ရှိနိုင်တယ်လို့သိရပါတယ်ကြောက်ကက်ယောဂကိုပြင်းထန်စွာခံစားနေရတဲ့ကလေးငယ်ကတော့ရခိုင်ပြည်ကြောက်တော်မြို့ ိုက်တရရဲ့ရက်ကွက်ကဒေါ်သက်ဖူးလွင်24နှစ်ရဲ့သမီးဖြစ်သူအသက်6နှစ်အရွယ်မဝင်းဖူးခိုင်ဖြစ်ပါတယ်။မဝင်းဖူးခိုင်ဟာကြောက်ကဲ့ရောဂါဝေဒနာကိုအွေနဲ့မမြအောင်ခံစားနေရပြီးတခါတရံတက်တာတွေဖြစ်တတ်ကအခမ်းမသိမ့်လို့အဆုတ်ကိုရေဝင်သွားရင်အသက်အန္တရာယ်ပါရှိနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်မဝင်းဖူးခိုင်ရဲ့ရောဂါဝေဒနာကိုမြန်မာနိုင်ငံမှာကုသဖို့အဆင်မပြေတဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံကိုသွားရောက်ကုသဖို့ပြင်ဆင်နေပေမဲ့ နိုင်ငံကူးလက်မှတ်ရရှိဖို့အတွက်အခက်တွေ့နေရတယ်လို့သိရပါတယ်ရှင်။ကြောက်ဖြူမျိုးနေကငဖဲတောင်ကြီးရွာအနီးမှာစစ်ကောင်စီနဲ့အာရခတတော် AA တို့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနေကုန်းရှိန်တိုင်တွေကအမှတ်30နှစ်ရေတက်ရင်ကနေစစ်ကြောင်းထိုးလာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းနဲ့ AA တို့တပ်ဖွဲ့ဝင်တွေအကြားနံဖဲတောင်ကြီးရွာအနီးနားမှာမတ်လ19ရက်နေ့ညအချိန်ကစပြီးမတ်လ20ရက်နေ့နေ့လယ်အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကျဖြူဒေသခံစီရေးတရင်ရေးမြစ်တွေကနရင်းစရာကိုပြောပါရယ်စစ်ကောင်စစ်စစ်ကြောင်းထိုးလာတဲ့အချိန်မှာနန်းဖေးတောင်ကြီးဝအနေအနာအယောက်အေအေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအကြအဆုံးတွေများတယ်လို့လဲသူကဆက်ပြောပါရယ်အလားတူကျဖြူမြို့နယ်ကစစ်ကောင်စီရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ဒညဝတီရေတပ်ဌာနချုပ်အနီးကစီမော်ကြီးဝအနေအနာမှာလည်းအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါရယ်ကျဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကတရုတ်အကူအညီနဲ့အေအေကိုဒရုန်းတွေပစ်ကူပေးနေတယ်လို့လည်းစီရေးသတင်းရင်းမြစ်တွေကပြောကြားပါတယ်။နောက်ထပ်ရခိုင်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့ရခိုင်ကမြို့သုံးမြို့မှာတကြံပွဲတော့ကျင်းပဖို့အတွက်စစ်ကောင်စီကပြင်ဆင်နေတာဟာဟန်ပြသဘောပြုတ်လောက်တာသာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ရခိုင်မှာနေမြေတည်ငြိမ်မှုကိုပြသဖို့အတွက်ဟန်ပြသဘောနဲ့ပြုတ်လောက်တာသာဖြစ်နိုင်တယ်လို့ ခိုင်ပြေចောင်းသားသမကအဖွဲ့ဝင်ဟောင်းကိုဦးသန်းနိုင်ကပြောဆိုပါရယ်စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့ဒေသမှာတည်ငြိမ်အေးရှမ်းနေပြီးအခုအချိန်ထိပျော်ပွေးရွှင်ပွေးတွေကျင်းပနေသေးတယ်ဆိုတာကိုနိုင်ငံရေးအရာရှပြရှင်းနေတာဖြစ်တယ်လို့လည်းသူကဆက်ပြောပါရယ်စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တော်မှာတကြံပွဲကိုစီကားစွာကျင်းပနိုင်ဖို့စစ်ကောင်စီကစတင်ပြင်ဆင်နေတာပါ ရခိုင်ပြည်အရင်းနဲ့စီးရဲအခြေအနေကိုလိလသုံးသက်သူကိုစင်မျိုးကလည်းအဲ့ဒီသုံးမျိုးမှာပြိမိနေတဲ့ဒေသခံတွေဟာစောင်းဝယ်နေရေးကြက်တဲပြီးအသက်အန္တရာယ်စိုးရိမ်နေရတဲ့အပြင်နေ့စဉ်ရက်ဆက်ဆိုသလိုလက်နက်ကြီးတွေပြစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အဲ့ဒီပျော်ပွေးရွှင်ပွေးကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့လည်းသုံးသက်ပြောဆိုပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ စစ်ကောင်စီဟာ၄နှစ်တာကာလအတွင်းကျမ်းမာရေးဝန်ထမ်းပေါင်း138ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ NUG ကျမ်းမာရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီဟာကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ်အကြမ်းဖက်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစေယုံစေကန်စုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာလူဘလူဝါရာကင်ဆွဲထားတဲ့အာနာရှင်ပြည်ပြည်၄နှစ်တာကာလအတွင်းကျမ်းမာရေးဝန်ထမ်းတွေ ဆေးရုံဈေးကမ်းတွေနဲ့ကျန်းမာရေးကဏ္ဍတွေအပေါ်မှာတမင်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေဟာ Geneva Convention ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေလူသားချင်းစာနာထောက်ထားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းရှုတ်ဖောက်နေတာလို့လည်း NUG ကပြောဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့ဂျမ်းမာရေးကဏ္ဍနဲ့အပြစ်မဲ့ပြည်သူတွေအပေါ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆရာဆွေမှုတွေနဲ့လူသားမျိုးတွေအပေါ်ကျွလွန်တဲ့ဆရာဆွေမှုတွေကိုနိုင်ငံတကာအနေနဲ့လိလိယုံမရှိဘဲဖြစ်နိုင်သမျှနီလန်းတွေကိုအသုံးပြုကာမြန်ဆန်ထိရောက်စွာတားဆီးအရေးယူပေးဖို့ကိုလည်း NUG ကတိုက်တွန်းထားပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ American သမ္မတ Donald Trump က Federal ပညာရေးဌာနကိုစတင်ဖျက်သိမ်းဖို့အမိန့်စာကိုမနေ့ကလက်မှတ်ရေးထိုးလိုက်ပြီလို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။ အဲ့ဒီအမိန့်စာကိုအင်ဖြူရောအရှိခမ်းမမဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီးပညာရေးဌာနကိုတက်နိုင်သမျှအငြင်းဆုံးပိတ်ပစ်ဖို့ကိုလည်းပြောဆိုခဲ့တာလို့သိရပါတယ်။ဒီလိုဖျက်သိမ်းလိုက်တာဟာဌာနသိငွေသွားမှဖြစ်ပေမဲ့ကျောင်းသားရှင်းငွေတွေပညာသင်စုတွေနဲ့ဥပဒေကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့အင်ဖြူရောပြောရေးဆိုခွင့်ရှိသူ Caroline Levitt ကပြောဆိုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ ပညာရေးဌာနဟာကောလိပ်နဲ့တက္ကသိုလ်ကျောင်းသားတွေအတွက်ဖရရဲကျောင်းသားရှင်းွေတွေကိုစီမံခန့်ခွဲပေးတာစီးရတဲ့ကျောင်းသားတွေနဲ့မတန်ဆွမ်းတဲ့ကျောင်းသားတွေကိုကူညီပေးတာတွေကိုတာဝန်ယူခဲ့ရတာပါအမေရိကန်ပြည်ထောင်စုမှာကျောင်းတွေကိုအဓိကအားဖြင့်ပြည်နေအဆင့်မှာစီမံခန့်ခွဲပြီးငွေကြေးထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်အင်ဖြူရောကဒီဌာနကိုဖြတ်သိမ်းလိုက်ရင်ကျောင်းသားတွေရဲ့စာမပွေးရမှတ်တွေတိုးတက်လာမယ်ငွေကြေးလည်းတက်တာမယ်လို့ပြောဆိုထားတာဖြစ်ပါတယ် ဖရယ်ပညာရေးဌာနကိုစတင်ဖြတ်သိမ်းရင် အာဏာချရှိတဲ့ចောင်းသားတွေကိုဒုက္ခရောက်စေလိမ့်မယ်လို့ဝေဖန်သူတွေကထောက်ပြမှုတွေရှိနေပါတယ်။နရီဇယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီဇယာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.norizia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရင်းစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်